တော်များများဖြစ်လိဖြစ်ထားရှိတဲ့ဒီအရေးပြားရာရနာကိုပေါ့နော်တော်တော်များများလည်းဖြစ်တယ်တချို့သူတွေဆိုလို့ရှိရင်အခုပိုင်တွေထွက်နေတာမျိုးတွေ တချို့လူတွေဆိုလို့ရှိရင်အရေးပြားရောင်သံမျိုးတွေတချို့လူတွေဆိုလို့ရှိရင် အနီကွက်တွေကျန်းတန်းနေပြီးလို့ရှိရင်ရေကြီးဘူးကမျိုးပေါ့နော်ထွက်တာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီအရေးပြားရာရဏကိုလက္ခဏာတွေကဘာတွေကိုဖြစ်စေလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်နော်အားလုံးမင်္ဂလာပါနော်ဝီရိုရဲ့ sharing channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော် အရေပြားရရန်လာပြီဆိုလို့ရှိရင်ဘလို့လက္ခဏာတွေကဘာတွေကိုဖြစ်စေလဲဆိုတာတော်တော်များများသိချင်နေကြတာပေါ့နော်ဥပမာဆိုလို့ရှိရင်အရေပြားရဲ့အကြိယာအနေငယ်ခက်တွေမှာဆိုလို့ရှိရင်အရေပြားရရန်တာမျိုးတွေပြီးလို့ရှိရင်ဥပမာလက်မောင်းတဲ့ခြေတောက်ဒါမှမဟုတ်လို့ရှိရင်ခနာကိုတစ်ခုလုံးရရန်နေတာမျိုးတွေပေါ့နော်အဲ့ဒါကိုဖြစ်စေတယ်နောက်တစ်ခုမှဆိုလို့ရှိရင်မိမြန်းတာမျိုးတွေအဖုပိန်များတာမျိုးတွေအပြောက်များတာမျိုးတွေရေကြီးဖုမျိုးထတာမျိုးတွေလည်းရှိတယ် အရေးပြားတွေ6တွေးအပ်ကွေးနေတာမျိုးတွေအသားရည်လိုမဟုတ်ပဲနဲ့အရေးကြီးခွန်လိုမျိုးအရေးပြားဖြစ်လာတာမျိုးတွေလည်းတို့လေးရှိတယ်ပေါ့နော်တခါတည်းရမှာဆိုလို့ရှိရင်ရာရဏတွေကကြာရှိပြီးတော့ပင်းထန်လေးရှိတယ်ရာရဏတဲ့နေရာတွေမှာဆိုလို့ရှိရင်ခုတ်ဖဲ့တာမျိုးတွေပို့ပြီးတော့ရားလာတတ်တယ်ရားလေးလေးကုတ်လေးလေးဖြစ်လာမှာဆိုလို့ရှိရင်ဒီအသားရည်ကအကုတ်တဲ့နေရာကနေပြီးတော့ဖြတ်ပြီးတော့လည်းအလွန်ခက်ခဲတယ်ဆက်ကုတ်နေရင်အဆက်ပြီးတော့အရေးကြီး ူပြီးတော့ထိခိုက်စေလာနိုင်တော့ပေါ့နော်ဒီပြားတွေထိခိုက်စေပြီးဆိုလို့ရှိရင်ပိုးတွေလည်းဝင်စေနိုင်ပါတယ်နော်ဒါဆိုလို့ရှိရင်အထက်မှာပေါ်ဖျထားတဲ့အတိုင်းပဲမပါဝင်သေးတဲ့လက္ခဏာတွေလည်းရှိနိုင်သေးတယ်နော်အကယ်၍ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အဆီတွေထဲမှာပေါ့နော်ယောဂလက္ခဏာတစ်ခုခုရှိနေပြီးသားဆိုးရိမ်နေရမယ်ဆိုလို့ရှိရင်နော်ဆရာဝန်တွေနဲ့အရင် သွားပြီးတော့တိုင်ပင်တွေ့ပါတယ်နော်ဒါကဘယ်အချိန်မှမဆရာဝန်နဲ့သွားတိုင်ပင်ပြီးတော့တွေ့ဆုံတွေ့လဲဆိုလို့ရှိရင်ဒီအကြီးပြအခုခုဆရာဝန်တွေနဲ့ဆက်သွယ်တွေ့တယ်တကယ်လို့ဒီလူမျိုးလက္ခဏာတွေပြနေတယ်ဆိုလို့ရှိရင်သွားရပြီးတော့တိုင်ပင်တွေ့ပါတယ်နော်နပတ်ထပ်ပို့ပြီးတော့ကြာနေရင်ပြီးလို့ရှိရင်ကိုကိုကို view site နေပါလျက်နဲ့မသက်သာလာတာမျိုးတွေပေါ့နော်ပြင်းထန်တဲ့လောက်ရကြောင်းနေစဉ်အလုပ်တွေပြမလုပ်နိုင်တာမျိုးတွေ အဲ့လိုမရအောင်ဖြစ်နေရင်တုံနေရရင်ပေါ့နော်ဘာကြောင့်ရားရက်နေတာလဲမသိဘူးခနာကိုခုလုံးလဲရားရက်နေတာမျိုးတွေပြီးလို့ရှိရင်အလိုမင်မောနေတာမျိုးတွေကိုလေးချိန်ကြနေတာမျိုးတွေဝန်းအခြေအနေတွေလည်းပြောင်းမယ်ဒါမှမဟုတ်လို့ရှိရင်စီးခနာခနာသွားနေတာမျိုးတွေနော်ကျားရှင်နာမျိုးတွေအေးပြားတွေမှာဆိုလို့ရှိရင်ညီမြန်းပြီးတော့အဆလဖြစ်ပေါ့နော်တခြားလက္ခဏာတွေတွဲလာပြီးမစုံလို့ရှိရင်ဆရာဝန်တွေနဲ့အရင်ဆုံးပိုင်တင်ပြီးတော့ပြသသိပါတယ်နော် လူငယ်မှုပုံစံမျိုးပေါ့နော်ကိုကပြောင်းလဲပြီးတော့အိမ်ခုထုံးမျိုးပဲဒီအကြီးပြားရရန်ကိုကုလို့ရှိရင်ရောအထောက်ကူပြုနိုင်မလားဆိုလို့ရှိရင်ဒီမျိုးစမ်းကြည့်နော်ကုတ်ဖဲရကနေပြီးတော့ကိုကရှောင်ပေးပေးရမယ်ရရန်နေတဲ့နေရာမှာဆိုလို့ရှိရင်ဖုံးထားတာမျိုးတွေရှောင်လွှဲနိုင်တာမျိုးတွေမှာအဲ့ခေမှာဆိုလို့လက်သေးတွေညှက်ထားနော်လက်အိုက်တွေပို့ထားဒါမှမဟုတ်အဲ့ပြော့နေစင်မှာကိုကုတ်မိကြမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါတွေကိုဖယ်ရှားပေးမှာပြီးလို့ရှိရင်အေးမြဆိုဆိုတဲ့အဝတ်စတွေကို ကိုကရားနေတဲ့နေရာမှာပေါ့နော်ပတ်တီးလိုမျိုးပေါ့စီးပြီးတော့ထားရင်အေးပြားကိုကောက်ွက်ပြီးပြီးတော့မကုတ်မိအောင်လဲကိုကကောက်ွက်ပေးနိုင်လိမ့်မယ်ပေါ့နော်နောက်တစ်ခုမှဆိုလို့ရှိရင်ရေချက်ကြီးနွေးဖြစ်စိမ့်ချိုးပေးပေါ့နော်အဲ့ဒီခါကြလို့ရှိရင်ရားရမှုကိုတတစီတဲ့အကောင်ဆုံးကြီးမှဆိုလို့ရှိရင်မုတ်ဖုတ်တဲ့ပေါင်တာမချက်ရသေးတဲ့အောက်ကြုံတွေမှာရေမချိုးခင်စိမ့်ထားပေးနိုင်တယ်ပေါ့နော် အားပြော့ပြီးတော့ဆိုးဆေးတွေမပါတဲ့အနက်မပါတဲ့ဆက်ပြာကိုရွေးချယ်ပြီးတော့ဆိုးဆေးတောင်းပေးပေါ့နော်ပြီးလို့ရှိရင်ဆက်ပြာတိုက်တဲ့ခါကျလို့ရှိရင်ပြောင်းစင်းနေအောင်ရေနဲ့ဆေးချပါပြီးလို့ရှိရင်အဆိုတော့ထိန်းခင်တစ်ခုခုပေါ့နော်ကိုကလိမ့်ပေးလို့ရှိရင်ရေပြားကိုကောက်ွယ်ပေးပါလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ဒီအသက်ရှင် သက်ရှင်တဲ့ပစ္စည်းတွေပေါ့နော်အလှကုန်ပစ္စည်းတွေမျိုးပေါ့နော်အဲ့ဒါမျိုးတွေလည်းရှောက်ဖက်သေးပေါ့နော်နောက်တစ်ခုမှဆိုလို့ရှိရင်စိတ်ဖြစ်စီမှုကိုအာရုံချပါဆိုင်စီပီစီမှုများလာလို့ရှိရင်ရ ਾਇ ရန်ချင်းကိုပို့ပြီးတော့စူဝါစီရပေါ့နော် ပြီးလို့ရှိရင်ကိုကအိမ်မနေလို့ရှိရင်ကုထုံးနေတယ်ပေါ့နော်တရားထိုင်တာမျိုးတွေယောဂတို့မျိုးတွေအဲ့လိုမျိုးကိုကလုတ်ပေးသေးတယ်နော်အဲ့ဒါမှကိုကဒီရေပြားရာရက်နေတဲ့အချိန်တွေမှာကိုကသတိမထားမိအောင်နေနိုင်မှာဖြစ်ပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီရေပြားရာရက်နေလက္ခဏာတွေပေါ့ပါလို့ဖြစ်စေတယ်ဆိုတာအားလုံးသိပြီးလို့ထင်ပါတယ်နော်ကဲဝီရိုရဲ့နောက်ထပ်ဗီဒီယိုတွေကိုနောက်ထပ်ဖြည့်ရှုနိုင်အောင်ဝီရိုရဲ့ channel ကို subscribe နဲ့ notification ထိုက်ပေးသွားဖို့မမေ့ပါနဲ့နော်